မြန်မာပြည်အလဲပိုင်းစကိုင်းတိုင်းတွေကကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ဒီပါပြုလုပ်နေတယ်လို့ဒေသခံတွေကပြောကြပါဗျ။စကိုင်းတိုင်းဒေပရင်မြို့နယ်မှာလည်းစစ်ကောင်စီတပ်ကပြည်သူလူထုစုဝေးတဲ့နေရာတွေကိုဥတီပြီးမကြာခဏလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်တာရင်နာရီပွဲတွေမှာဆိုင်းဝိုင်းအညိတ်ဇက်ပွဲတွေထဲသွင်းဖျော်ဖြေခြင်းမပြုလုပ်ဖို့ဒေပရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာလထဲမှာထုတ်ပြန်ထားပါဗျ။စစ်ကောင်စီဟာ တပင်းမြို့နယ်ထဲကိုဆက်တက်လေဒီအပြင် jet fighter တွေနဲ့ဘုံတိချတာလေကြောင်းတိုက်ခိုက်တာတွေအဆက်မပြတ်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူတွေအနေနဲ့ဘာသာရေးအလှူပွဲမင်္ဂလာဆောင်ပွဲတွေပြုလုပ်ခြင်းပါရမှာဆိုင်းဝိုင်းအငိမ့်ဇက်ပွဲစရရင်းနဲ့ထဲသွင်းအခန့်ဖြတ်ပေးခြင်းမပြုလုပ်ကြဖို့တားမြစ်ထားပါတယ်တလားအမဘောလူကြီးတွေအကြီးဆုံးရင်ကြီးကန်ခံရတယ်။ကျွန်တော်တို့လည်းဒီရောင်းကြီးခံရမှုကြီးအားဖြင့်ဆိုရင်များနေတဲ့အတွက်ကြောင့်ဒီလူတွေ င်းနောက်ကြီးအောင်ဖွင့်ပြကြရရေးဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့တက်နိုင်ပြီးတော့ရှင်းပြဆောင်ရွက်ရတာပေါ့လေ။ကျွန်တော်တို့ကန့်သက်တာရဲ့ဒီအလူပွဲမင်္ဂလာပွဲတွေဆိုတာကအဲ့ခါပိုင်းကြီးဒီဝိုင်းကြီးပါလာမယ်ဆိုရင်ကျွန်တော်လူစုလူတွေဒီလိုဖြစ်နိုင်တယ်ပြီးတော့အတန်းလေးစုညံတဲ့အခါကျတော့ဒီတောင်းမှုတွေလည်းရှင်းနိုင်တယ်ပေါ့လေ။ကျွန်တော်အလူပွဲမင်္ဂလာပွဲကိုအဲ့ခါပိုင်းကြီးဒီဝိုင်းကြီးတိုးဝင်ဝင်နေမဖြစ်ကြဘဲနဲ့အောင်ရပြကြဖို့ဆိုပြီးတော့ဖွင့်ပြကြရတာပါလေ။စစ်ကောင်စီတဲ့အနေနဲ့လဲတပင်းရင်းမြွက်နယ်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို ရှေးဦးမြို့နယ်ဘက်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်။တပရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်းတော်လိုင်းအင်အားစုတွေပူးပေါင်းပြီးဒေသောင်းအန်ရဲ့ကာကွယ်ရေးတရုတ်ပြမှုတွေလှုပ်ဆောင်နေတယ်လို့ဘုံခိုခြင်းတွေတူဖို့အတွက်လည်းကူညီထောက်ပံ့ပေးနေရလို့ဆိုပါရယ်။ကာကွယ်ရေးတပ်ဖွဲ့တွေဟာပြည်သူတွေကိုအသိပေးဖို့လေကြောင်းသတင်းတွေကင်းထောက်ရမှာနီးပညာမြင့်စက်ကရိယာတွေမတုံ့နိုင်ပဲလူအရင်းမြစ်ကိုတုံးကအတန်နားထောင်ပြီးသတင်းပို့ရတာဖြစ်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါရယ်။ဒါကြောင့် ပွဲလန်းသဘင်တွေကထွက်တဲ့ဆူညံတန်တွေဟာလေချောင်းရကာကွယ်ရေးအတွက်အနောက်ရှက်ဖြစ်စီပြီးလေချောင်းသတိအချိန်မီမပေးဖို့နိုင်တဲ့အခါပြည်သူထိခိုက်ဒေဆုံးမှုများရတယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်ကစီရေးလှုပ်ရှားမှုမရှိတဲ့ဒေသတွေမှာပါလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးအဲ့ဒါတွေကိုတံပြန်တိုက်ခိုက်ဖို့မတတ်နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်လူစုလူဝေးများတဲ့ပွဲလန်းသဘင်တွေကိုတားဆီးတာကအထိခိုက်နေစေတဲ့ကာကွယ်ရေးနည်းလမ်းဖြစ်တယ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ် သူတို့တိုက်ခိုက်တဲ့အခါထိခိုက်မှုတက်တော့ကာကွယ်ဖို့နီလန်းတွေတုံးရတာပေါ့ဒီထဲကနီလန်းတွေကတော့လူစုလူဝေးများတဲ့ပိုလန်သမင်တွေကိုတားဆီးတာကထိခိုက်နေစေတဲ့ကာကွယ်နီးတွေကတနည်းပါပဲစစ်တပ်ကလူစုလူဝေးများတဲ့နေရာတွေကိုပဲပြည်သူများများသေဖို့ရွေချက်ရှိတိုက်ခိုက်တပ်ဖြတ်နေတာသဘောဆိုတော့ဒီပွဲတွေရှောင်ကျင်တာအကောင်းဆုံးပေါ့နောက်အဲ့ဒီပိုလန်သမင်တွေကနေပြီးတော့စုညံတန်တွေကလီချောင်းကင်းထောက်ဖို့တော်တော်အနောက်ရှက်ပြီးတယ်ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်သတင်းချွတ်လာပြီးညကလည်း စကိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံတို့ကျေးရွာမှာစီမီးတပိတ်ကျင်းပနေချိန်စစ်ကောင်စီတပ်ကပါရာမော်တာနဲ့လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ24ယောက်သေဆုံးပြီးအယောက်60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျမဒီရီပါ။ဒီနေ့